ီနေ့ကျွန်တော်တို့မိဘပြည်သူများနဲ့မီဒီယာများကိုအသိပေးပြောကြားလုပ်တာကတော့မြောက်ဝတီဒေသမှာပြုလုပ်နေတဲ့ online ဘောင်ကစားမှုတိုက်ဖြတ်ခြေမုံရေးကိစ္စတွေနိုင်ငံတကာပူးပေါင်းဆောင်ရွက်နေမှုကိစ္စတွေကိုကျွန်တော်ပြောလိုပါတယ်ဒီနေ့နိုဝင်ဘာလ18ရက်နေ့မနေ့မှာပဲမြောက်ဝတီရဲ့မြောက်ဘက်မှာရှိတဲ့ရွှေကုတ်ကိုနယ်မြေကို ဌာနဆိုင်ရာအဖွဲ့အစည်းတွေလုံခြုံရေးပူးပေါင်းတပ်ဖွဲ့ဝင်များကဝင်ရောက် ရှင်းလင်းခဲ့ပါတယ်။ဆမဦးစွာအိုက်ထက်မှာရှိနေတဲ့ကျွန်တော်တို့ခွင့်ပြုချက်မရရှိဘဲစောက်ထုတ်ထားတဲ့အဆောက်အုံတုံးပုံးလုံးကိုအရင်ဝင်ရောက်ရှင်းလင်းခဲ့ပါတယ်။အိုက်ထက်ကနေပြီးတော့စီစစ်ဆဲကျွန်တော်နိုင်ငံသားသား346ဦးဖမ်းမိခဲ့ပါတယ်။အွန်လိုင်းလမ်းကစားမှုမှာအသုံးပြုနေတဲ့ဖုံးအလုံးကြီးတပေါင်းဒီပါလောက် ဖန်ဆီးရမိခဲ့ပြီးဆက်ဆက်ပစ္စည်းတွေလည်းဖန်ဆီးရမိခဲ့ပါတယ်။ဟာတဖက်နိုင်ငံကိုထွက်ပြေးမဲ့သူတွေကိုလည်းကျွန်တော်တို့ပိတ်ဆို့ဖန်ဆီးလျက်ရှိပါတယ်။ဒီနေ့ဒီမှာ online လောင်းကစားမှုလောက်ဆောင်နေတဲ့နေမြေ၃ခုရှိပါတယ်။အဲ့ဒါတွေတော့နံပါတ်၁ကတော့ KK ပတ်နေမြေနံပါတ်၂ကတော့ကျွန်တော်တို့ရွှေကုတ်ကိုနေမြေနဲ့နံပါတ်၃ကတော့ကြောက်ခက်နေမြေဖြစ်ပါတယ်။ ီကေကပတ်နယ်မြေကတော့အလုံးသိတဲ့အတိုင်းပဲမြောက်ဝတီမြို့ရဲ့ဒီတောင်ဘက်မှာ ရှိတယ်ရွှေကုတ်ကတော့မြောက်ဝတီရဲ့မြောက်ဘက်မှာရှိတယ်ပြီးရင်ကြောက်ခက်ဒေသကတော့ဒီတောင်ဘက်အစွန်ဆုံးပေါ့ဒါကေကပတ်ရဲ့တောင်ဘက်မှာရှိတဲ့နယ်မြေတွေဖြစ်ပါတယ်ဒီနေရာဒီမှာဘသူတွေပါဝင်ပတ်သက်နေတယ်ဆိုတော့ဆိုတာလည်းကျွန်တော်တခင်တော့အတီလင်းပြောကြခဲ့ပြီဖြစ်ပါတယ်ကေကပတ်နယ်မြေနဲ့ပတ်သက်ပြီးကျွန်တော် အားလုံးကိုရှင်းလင်းပြောပြတယ်နဲ့မှာအထောက်ထားတွေနဲ့ဘယ်သူတွေနဲ့ဘယ်ချိန်တုန်းကစာချုပ်ချုပ်ခဲ့တယ် KNU အဖွဲ့တွေကသူတွေနဲ့စာချုပ်ဘယ်လိုချုပ်ခဲ့တယ်ဘယ်လိုမျိုးဆောင်ရွက်ခဲ့တယ်ဘယ်သူတွေပါဝင်ပတ်သက်ခဲ့တယ်ဆိုတာကျွန်တော်ရှင်းလင်းပြောကြားပြီးဖြစ်ပါတယ် KGB ကနေမြန်မာအဓိကတော့မူလက်ဤအလင်းကုမ္ပဏီ Transasia International Holding Group Thailand ကုမ္ပဏီတွေပါဝင်ပတ်သက်တာဖြစ်ပါတယ် ရွှေကုတ်ကုန်နေမြာကတော့မြန်မာရထိုင်း holding company limited ပါဝင်ပတ်သက်တာဖြစ်ပါတယ်။ကြောက်ခက်နေမြန်မာတော့ကြောက်ခက် garden resort company ကပါဝင်ပတ်သက်တာဖြစ်ပါတယ်။အဲ့ဒီနယ်မြေမှာကျွန်တော်တို့ရောက်ရှိပြီး online လောင်းကစားမှုတွေ online လိမ်လည်မှုတွေလှုပ်ဆောင်နေတယ်ဆိုတဲ့နိုင်ငံခြားသားတွေဘယ်လိုမျိုးရောက်ရှိလာသလဲဆိုတာကိုကျွန်တော်တို့ဒါရှင်းပြပြီးဖြစ်ပါတယ် အဲ့ဒီကိုရောက်ရှိလာတဲ့ online လိမ်တဲ့နိုင်ငံခြားသားတွေဟာ99ဒသမ500ခိုင်နှုန်းလောက်ပါတစ်ဖက်နိုင်ငံအနေနဲ့သင်မြန်မာနိုင်ငံတွေကိုကူပြောင်းရောက်ရှိလာတာဖြစ်ပါတယ်အဲ့ဒီနေ့မှာ2021ခုနှစ်နောက်ပိုင်းမှာတိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးတော့မြဝတီမြို့နဲ့လမ်းကွာဝေးတဲ့ခုနနယ်မြေတွေမှာကျွန်တော်တို့ ိုင်းသာလက်နက်ကိုင် EO ဖွဲ့ KNG NLA ဖွဲ့အပြီးရင်ကျွန်တော်တို့ NCA စာချုပ်လက်မှတ်ရေးထိုးထားတဲ့အချို့သော EO ဖွဲ့တွေပြီးရင်ကျွန်တော်တို့နေကြားဆောင်တပ်ဖွဲ့အမိခံတပ်ဖွဲ့တွေဝင်ရောက်ပြီးတော့လောက်ကင်နေတာမျိုးတွေဖြစ်ပါတယ်အဲ့ဒီလူတွေကိုပဲခြိကပ်ပြီးတော့ကိုကျိုးစာစီပွားရေးတမားတွေကအဲ့ဒီလူတွေနဲ့ဆက်ဆက်ပြီးတော့ဒီလုပ်ငန်းတွေကို လှုပ်ဆောင်နေတာဖြစ်ပါတယ်ကျွန်တော်တို့အနေနဲ့မြဝတီမြို့နဲ့အနီးတစ်ဝိုက်ကိုကျွန်တော်လွှမ်းမိုးနိုင်တဲ့နေရာတစ်ဝိုက်မှာ online လောင်းကစားမှုတိုက်ခဲ့ရေးတွေကျွန်တော်စတင်ဆောင်ရွက်ခဲ့တယ်။တဖြည်းဖြည်းကျွန်တော်တို့နယ်မြေငြိမ်းချမ်းလာတာနဲ့အများနယ်မြေစိုးမိုးရေးနယ်မြေရှင်းလင်းရေးတွေလုပ်ပြီး online လိမ်လည်အမြင့်ပြပပောက်ရေးတွေကျွန်တော်တို့ဆောင်ရွက်နေတာဖြစ်ပါတယ်။အဲ့လိုဆောင်ရွက်တဲ့နေရာမှာကျွန်တော်တို့ရဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေ စစ်တီတွေဝန်ထမ်းတွေအသက်သွေးချေးပေးဆက်ပြီးကျွန်တော်တို့လှုပ်ဆောင်ခဲ့ရတာဖြစ်ပါဒီနယ်မြေမှာရောက်ရှိလာတဲ့တရားမဝင်ရောက်ရှိလာတဲ့နိုင်ငံသားတွေကို ကျွန်တော်တို့စစ်ဆေးပြီးဖြစ်ပါတယ်တချို့စစ်ဆေးချက်မှတ်တမ်းတွေကိုကျွန်တော်တို့မီဒီယာများမိဘပြည်သူများသိအောင်ကျွန်တော်တို့ထုတ်ပြန်ပြောကြားလိုက်ပါတယ်အဲ့ထုတ်ပြန်ပြောကြားချက်ကိုကြည့်ရင် From Kenya to Ethiopia Ethiopia to Bangkok from Bangkok to Myanmar your bus or airplane or uh, taxi and uh, taxi sure i was alone you? No. me yeah, you only me you only me only you from philippines direct flight to thailand then someone chinese car pick up with us they said, We're going to Myanmar. We walk in the mountain and ride a the motorcycle. Then they have a river going there in Myanmar, Meguadi. So they just contact me. I just put my number of WhatsApp. After that, they send me the tickets, everything. Then I go to the Thailand, Bangkok. After that, they send the car to bring me. Then they give me a little bit drink, juice, just like a juice. So when I drink that drink, I just fall asleep. And when I open my eyes, I was in the jungle. Then they bring me from the jungle on the bikes because I have no way to escape. There were three people with uh, this type of swords, knife, and uh, pistols. When I reach at the, the gate after I, there was a river crossing, then I go to that gate and after that they bring me in a uh, office when we enter the gate there was a person sitting on the table i think it was a chinese i don't know who was it he just took my phone and my bag uh, of passport yin naw chan lo ku na byaw de da di niya ri ye a chi kan စတာတွေကတစ်ဖက်နိုင်ငံကနေပြီးရရှိနေတာဖြစ်ပါတယ်။ဒါနဲ့ပတ်သက်ပြီးလည်းကန့်ကွက်လို့တစ်ဖက်နိုင်ငံနေလည်းပူးပေါင်းဆောင်ရွက်မှုတွေပြုလုပ်ခဲ့ပြီးပိတ်ပင်တာမျိုးတွေဆောင်ရွက်ခဲ့တာမျိုးတွေရှိပါတယ်။ကျွန်တော်တို့အနေနဲ့ပထမဆုံးနည်းမြေစိုးမိုးရေးရှင်းလင်းရေးလုပ်ခဲ့တဲ့ KK Park တို့နည်းမြေမျိုးမှာပြန်လည်ပြောကြလုံးဝဒီ online လောင်းကစားမှုတွေအခြေမချနိုင်ဖို့အတွက် အဲ့မှာရှိနေတဲ့အဆောက်အုံတွေကျွန်တော်တို့တရားရာတိုင်းလုံးဖျက်ဆီးနိုင်အောင်ကျွန်တော်တို့ဆောင်ရွက်ခဲ့တယ်။ဆောင်ရွက်ခဲ့တဲ့နေရာမှာလည်းစက်ရံတွေအနေဖြိုဖျက်ခဲ့တာရှိတယ်။အစင်းမြင့်ဖောက်ခွဲခဲ့တာမျိုးတွေရှိပါတယ်။ဒီဖောက်ခွဲမှုတွေနဲ့ပတ်သက်ပြီးတော့ကြာလဲဟိုတစ်ဖက်နိုင်ငံအနေနဲ့ကဒီဖောက်ခွဲလိုက်တဲ့အဆအနာတွေသူတို့နိုင်ငံထဲမှာကြားတယ်ဆိုပြီးကန့်ကွက်တဲ့ဟာမျိုးတွေရှိပါတယ်။ဒီအားနဲ့ပတ်သက်ပြီးလဲကျွန်တော်တို့ဖြူဒီကိုမှတ်တမ်းနေ ဆောင်ရွက်ထားပြီးဖြစ်ပါတယ်ဗီဒီယိုမှတ်တမ်းနေတဲ့သူတို့ကိုဒီအစနာတွေဟာမကြဘူးဆိုတာလည်းဒါပြခဲ့ပြီးဖြစ်ပါတယ်ဒါကျွန်တော်ဒီဖုန်းတစ်ပုံကိုပြလိုပါတယ်ဒီမှာဆိုရင်ဒါ KK ပတ်သက်မှာရှိတဲ့အဆော့အုံကိုကျွန်တော်ဒါချိုချဖြည့်ဆည်းတာဖြစ်ပါတယ်ချိုချဖြည့်ဆည်းတဲ့နေရာမှာအဲ့ဒီအဆော့အုံရဲ့ဘေးနားမှာဒီအဆော့အုံကတက်တယ်ပဲအောက်ကိုပြိုကျသွားတာဖြစ်ပါတယ် ကျွန်တော်တို့အစ်စ်မြင့်ဖောက်ခွဲဤပညာနဲ့အသုံးပြုတဲ့အတွက်ကြောင့်မလို့ဒီတဖက်နိုင်ငံတွေကိုကြားပုံနေတာသူ့ရဲ့ဘေးနားမှာရှိတဲ့တစ်ပင်တွေတောင်းမလုဖူးဆိုတာကိုတွေ့ရမှာဖြစ်ပါလေဒါပြင်တဖက်နိုင်ငံရဲ့နေစားအနီးမှာကပ်နေတဲ့ဟိုတယ်တလုံးပေါ့ဟိုတယ်တလုံးကိုလည်းကျွန်တော်တို့ဒါဖြိုချဖျက်ဆီးခဲ့ပါဒီလိုဖြိုချဖျက်ဆီးတဲ့နေရာမှာလည်းတဖက်နိုင်ငံကိုကြာရောက်ခုနေတဲ့ဒါတဖက်နိုင်ငံနဲ့ကျွန်တော်တို့ရဲ့နေကြားမြင့်ဖြစ်တဲ့ဒီချောင်း နဲဝူတောင်မှာအဆနာကြတာမတွေ့တာကိုထင်ရှားသာတွေ့နိုင်မှာဖြစ်ပါတယ်။ဒါနဲ့ပတ်သက်ပြီးလဲကျွန်တော်တို့အာအဆောက်အုံများဖြိုချရှင်းလင်းခြင်းကိုဆက်လက်ဆောင်ရွက်လျက်ရှိပါတယ်။နောက်တစ်ခုကဒါနဲ့ပတ်သက်ပြီးတော့ကြာအမေရိကန်နိုင်ငံအနေနဲ့ဘလတ်ဆက်နေရနေရဆွဲနဲ့ထုတ်ပြန်ကြင်ကြာခဲ့ပါတယ်။ဒီမှာတော့ကျွန်တော်တို့တွေ့ရတာတော့ဒီနေ့မှတွေ့ရတဲ့ကြေညာချက်ပါလေ။ဒီထက်မှာတော့ online လိမ်လည်မှုတွေပေါ့ နေနဲ့အမေရိကန်ကိုကာကွယ်ဖို့ဆိုပြီးတော့ကြ This year of Colombia scam center strike force ဆိုတာကိုဖွဲ့စည်းခဲ့တယ်ပေါ့နော် SCSF ဆိုတာဖွဲ့စည်းခဲ့တယ်ဆိုပြီးသူတို့ကြီးညာလာတာကိုကျွန်တော်တွေ့ရပါတယ်အဲဒီထက်မှကျွန်တော်တို့လေ့လာကြည့်တဲ့အခါမှာအရှေ့တောင်အာရှနိုင်ငံတွေကိုအခြေပြုပြီးတော့ cryptocurrency နဲ့အပါဝင် စိုက်ဘာလိမ်လည်မှုတွေကိုအမေရိကန်နိုင်ငံကိုကာကွယ်ဖို့ဆိုပြီးဖွဲ့စည်းကြောင်းကြေလို့ညင်ညာခဲ့တာဖြစ်ပါတယ်။ဒီထဲမှာထူးထူးခြားခြားအပေါင်းအုံလေးတွေပါတာကိုကျွန်တော်ပြောပြချင်ပါတယ်။ထူးထူးခြားခြားအပေါင်းအုံတွေကတော့ဒါတုံးဆိုကြတတိယပိုင်းလောက်မှာတရုတ်နိုင်ငံဖြတ်ကျော်ရာဇဝတ်အဖွဲ့အစည်းများ TCO တွေရတဲ့ crypto currency ယင်းနှမြုံနှံမှုလိမ်လည်မှုများ ਨੇ ယုံကြည်မှုလိမ်လည်မှုအမျိုးမျိုးကိုအသုံးပြုပြီးနေ့စဉ်အမေရိကန်များ၏စူဆောင်းဝင်များအတက်များကိုခိုးယူလျက်ရှိသည်ဆိုမှကပါတာတွေ့ရတယ်။နောက်တစ်ပိုက်မှာတော့ဒါလိမ်လည်မှုစင်တာတွေဟာအမေရိကန်မှတရုတ်ရာဇဝတ်ဂိမ်းများ၏အိတ်ကတ်သေးသို့မျိုးဆက်တစ်ခုပြီးတစ်ခုချမ်းသာကြွယ်ဝမှုရှိအောင်ဖန်တီးနေတယ်ဆိုပြီးကြဆွဆွဲထားတာမျိုးလည်းတွေ့ရပါတယ်။ ဒါပြင်ကျွန်တော်တို့မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး Strike Force ဘာမာအဖွဲ့တီမြန်မာနိုင်ငံရှိလိန်လယ်မှုစင်တာနှစ်ခုကိုစစ်စင်ရေးများပြုလုပ်ခဲ့ပြီးဆိုပြီးလဲပါတာတွေ့ရပါတယ်သူတို့စစ်စင်ရေးဘယ်လိုလုပ်ခဲ့တယ်မလုပ်ခဲ့တယ်ဆိုတာတော့ကျွန်တော်လည်းမသိပါဘူးရေပြင်မှာလည်းတွေ့ရတာတော့မရှိပါဘူးဒါပြင်မြန်မာနိုင်ငံမှာရှိတဲ့ KK ဘက်ကဲ့သို့သောလိန်လယ်မှုနေရာများကိုတိုက်ခိုက်ရန်အတွက် Royal Thai Police Warrant Task Force နဲ့အတူ ပူပေါင်းဆောင်ရွက်ရန်ဘန်ကောက်သို့ FBI အေဂျင့်များစေလွတ်ခဲ့သည်ဆိုရလဲပါပါတယ်။ဒါထုတ်ပြန်ချက်သူတို့ထုတ်ပြန်တဲ့ထုတ်ပြန်ချက်ပေါ့။နှမျက်နာလောက်ရှိတဲ့ထုတ်ပြန်ချက်ထည့်ရနေပြီကျွန်တော်တို့ဒါထုတ်နှုတ်ပြီးပြောတာဖြစ်ပါတယ်။ဒါ리고သုံးသပ်ကြည့်ရင်ဒီနိုင်ငံအနေနဲ့ခုနပြောတဲ့ online လိမ်လည်မှု အွန်လိုင်းလောင်းကစားမှုဆိုတာထက်အွန်လိုင်းလောင်းကစားမှုတိုက်ခိုက်ရေးဆိုတာထက်နက်နဲတဲ့ hidden agenda နက်နဲတဲ့လေးဝက်ရည်ရွယ်ချက်တစ်ခုရှိနေနိုင်တယ်လို့ကျွန်တော်တို့သုံးသပ်ရရှိပါတယ်ကျွန်တော်တို့အနေနဲ့ကတော့အရှိမြောက်ဒေတာပေါ့နော်လောက်ကိုင်းဒေတာမှာ online လောင်းကစားမှုတွေ online လိမ်လည်မှုတွေစာစကိခဲ့တဲ့အတိုင်းတရုတ်မြန်မာပူးပေါင်းဆောင်ရွက်မှု task force ဖွဲ့စည်းပြီးဖြစ်ပါတယ်ခုထိလည်းကျွန်တော်ဆက်လက်လှုပ်ဆောင်နေရရှိပါတယ်ပြီးရင်တော့ဒီပြည်ပြည်နယ်မြဝတီဒေသမြန်မာထိုင်းတရုတ်သုံးဘွင့်ဆိုင်ပူးပေါင်းဆောင်ရွက်ရေးဖွဲ့ trial literary cooperation ဖွဲ့စည်းပြီးကျွန်တော်တို့ဆောင်ရွက်လျက်ရှိပါတယ်ခုထိလည်းဆောင်ရွက်လျက်ရှိပါတယ်ဒါပြင်2025ခုနှစ်နိုဝင်ဘာလ14ရက်နေ့ ်ငါတရုတ်နိုင်ငံကုမင်းမြို့မှာကျင်းပခဲ့တဲ့တရုတ်မြန်မာထိုင်းကမ္ဘောဒီးယားလာအိုဗီယက်နမ်စတဲ့6နိုင်ငံအွန်လိုင်းလိမ်လည်မှုပူးပေါင်းတိုက်ခဲ့ရေးအစီအဝေးတက်ရောက်ခဲ့ပြီးဒီအဖွဲ့နဲ့လည်းကျွန်တော်ပူးပေါင်းဆောင်ရွက်လေးရှိပါတယ်ဒီနေရာမှာကျွန်တော်ပြောချင်တာကတော့ဒီအွန်လိုင်းလိမ်လည်မှုအွန်လိုင်းလောင်းကစားမှုဆိုတာဒီကျွန်တော်မြန်မာတနိုင်ငံလေးကိုပဲဒုက္ခပေးနေမှာမဟုတ်ပါဘူး လိန်လို့ရတဲ့နိုင်ငံတကာနိုင်ငံသူနိုင်ငံသားတွေကိုလည်းလိန်လေနေတာဖြစ်ပါတယ်။ဒါဟုအမျိုးသားရေးတရားဝင်တရားအနေနဲ့ပြက်ပြက်သားသားတိုက်ခတ်ဖို့လေနိုင်ငံတော်ယာယီသမ္မတတမတော်ကာကွယ်ရေးချုပ်ဖိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်အနေနဲ့ညွှန်ကြားထားပြီးဖြစ်ပါတယ်။လူမှုတွေ့ဆုံပွဲတွေမှာလည်းဒါဟုပြက်ပြက်သားသားထုတ်ဖော်ပြောဆိုပြီးဖြစ်ပါတယ်။အတည်းရများတဲ့ကိစ္စဖြစ်ပါတယ်။ဒါကြောင့် ျွန်တော်မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးမီဒီယာများအားလုံးအနေနဲ့ဒီ online လိမ်လည်မှုတွေ online လောင်ကစားမှုတွေနဲ့ပတ်သက်ပြီးသတင်းရရှိလာရင်သက်ဆိုင်ရာကိုသတင်းပေးကြပါပူပေါင်းဆောင်ရွက်သားကြပါကျွန်တော်မြန်မာနိုင်ငံအစိုးရအနေနဲ့လည်း6နိုင်ငံပူပေါင်းဆောင်ရွက်ရေးအဖွဲ့တွေဒေသတွင်းအဖွဲ့အစည်းတွေနဲ့ပူပေါင်းပြီးဒီ online လိမ်လည်မှုလောင်ကစားမှုကိုမြမမြေပေါ်ကနေအပီးတိုင်ချုပ်ငင်းသွားအမြင့်ပြတ် ခြေမုံတုတ်တင်သွားမှဖြစ်ကြောင်းပြောကြားလိုပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်